ဟယ်လိုအားလုံးပဲမင်္ဂလာပါအခုကျွန်တော် SQL မှာ aggregate function ဆိုတာရှိတယ်အဲ့ဒီဟာရဲ့အကြောင်းကျွန်တော်ပြောမယ် aggregate function ဆိုတာဘယ်လိုမျိုးလဲဆိုတော့အာဥပမာကျွန်တော် product ဈေးနှုန်းနေရှိတယ်ဆိုပါဆိုဒီထဲကအနည်းဆုံးဈေးနှုန်းရဲ့ product ကိုရှာပေးပါအဲအများဆုံးဈေးနှုန်းရဲ့ product ကိုရှာပေးပါအဲမဟုတ်လို့ရှင်ဟို date ပေါ့နော်ဥပမာ date တစ်ခုရှိတယ်ဒီ date နဲ့ဒီ date အတွင်းမှာရှိတဲ့ product တွေအကုန်လုံးရဲ့အာစစ်စုပေါင်း order မှာထားတဲ့ price ကိုရှာပေးပါတယ်ဒီဒီလိုမျိုးလုပ်တဲ့အခြေအနေပေါ့နော် PO POS ဆို point of sale system ဒီမှာအသုံးများတယ်နော်အဲဒီကောင်းနေ Okay အဲ့ဒီဟာတွေကိုကျွန်တော်လာပြီးတော့ပြောပြမယ်အဲ့တော့ဒီမှာကြည်ကြီးကျွန်တော် minimum တို့ maximum တို့ sum တို့ count တို့ average average ဆိုတာအာကျွန်တော်ဘယ်လိုပြောပြရမလဲ။အမှဥမာ 1, 2, 3ဆိုပြီးတော့၃မျိုးရှိရဆိုပါဆိုဒါဆိုလို့ရှိရင် average ရဆိုတင်းနေတင်း၃နဲ့နဲ့ပေါ့လား၅နဲ့တင်းနေပေါ့6 โอเคအဲ့ဒီရဲ့စုစုပေါင်းရလက်ကိုတီးပြီးတော့အရေအတွက်နဲ့စားရတော့10နဲ့3 3နဲ့စားတာဒါဆိုလို့ရှင် average ကအဖြေက2ပေါ့โอเค average ရတာဒါကိုလည်း SQL မှာ aggregate function နေနဲ့ရှိတယ်โอเคအဲ့တော့ကျွန်တော်ဒီကောင်းလေးလာပြီးတော့စမ်းကြည့်အောင်လို့အဲ့တော့ကျွန်တော် user ကို user ကိုလာခဲ့ user မှာမှတ်ထားပြီးွားလို့ရှင်ကျွန်တော် SQL ကိုလာခဲ့โอเค ပြီးရင်ကျွန်တော်အခု minimum နေစပြီးတော့ဆယ်မယ်ကျွန်တော်မဆန်းခင် user မှာကျွန်တော် number တခုခုရှိလာကြည့် okay h ရှိရယ် h နဲ့ကျွန်တော်လာပြီးတော့ဆယ်မယ်နော်ဟိုအနည်းဆုံးဆိုလို့ရှင်30အများဆုံးဆိုလို့ရှင်24နှစ်ခုပေါင်းမယ်ဆိုလို့ရှင်အာ34ပေါ့နော်ပြီးတော့ကောင်းကောင်းလောက်လဲဆိုတာ row ဒီ row တွေကိုကောင်းလောက်တာနော်ကောင်းလောက်ရနှစ်ကျွန်တော်နှစ်ခုပဲရမှာနော် okay ကျွန်တော်လာပြီးဆန်းကြည့်အောင်ဒီမှာ minimum နဲ့ maximum ကိုရလာပြီးဆန်းမယ် select min ဆိုတဲ့ function ကိုတော့ရုံပဲ select minimum အာ AGH ကိုလုံးမယ်ဘယ်ကောင်ကိုဘယ်ကော်လံကိုလုံးမှာလဲဆိုတော့ကျွန်တော်ထည့်ပြရတယ် H ကို minimum အနည်းဆုံး H ပေါ့နော် from user okay ဒီမှာ condition စစ်ချင်မိတ်ဆွေတို့စစ်လို့ရတယ်ဒါပေမဲ့ကျွန်တော်မစစ်ပြမစစ်တော့ဘူးနော်ဒီမှာ go လာပြီးနေလိုက်ဒါဆိုလို့ရှင် minimum အနည်းဆုံး H က30ဆိုပြီးကျွန်တော်လာပြော လာပြီးပြောပြတယ်ဒီမှာလာပြီးကြည့်လိုက်30 30ကအနည်းဆုံးပဲနော် okay အဲ့တော့ ကျွန်တော်နောက်တစ်ခုပြောဦးမယ်ဒီ h မှာခုနအခုဒီဒီကောင်လေးကိုပြန်ပြီး run ကြီးလာ run ကြီးလိုက်လို့ရှိရင်ဒီမှာကြီး min 8ဆိုပြီး30ဆိုပြီးကျွန်တော်တို့ထွက်လာတော့ဒီရဲ့နာမည်ကိုကျွန်တော်တို့ change လိုက်လို့ရတယ်နော် okay အဲ့တော့ဘယ်လို change မလဲဆိုတော့ as s sq1 နဲ့ကျွန်တော်နောက်က change နေတဲ့နာမည်ထည့်လိုက်ရုံပဲအဲ့ဆိုတော့ get to ပေါ့နော်ဒီဒီလိုမျိုးပေါ့အဲ့ပြောချင်တာ okay အဲ့တော့ min 8ဆိုပြီးကျွန်တော်နာမည်ပေးလိုက်မယ် okay go လာပြီးနေကြည့်လိုက်ဒါဆိုလို့ရှိရင် min 8ဆိုပြီးတော့ကျွန်တော်တို့လာပြီးတော့ ပြောင်းမိနေမယ်အဲ့လိုပဲဒီမှာဆိုလို့ရှိရင် HD minimum 8ဆိုတဲ့တခုပဲထွက်လာတယ်ကျွန်တော်တို့ကတကယ်တော့တကယ်တမ်းကျွန်တော်အလိုလိုတဲ့အခါမှာအဲ့တခုရလိုချင်တာမျိုးမဟုတ်ဘူးเนาะအဲ့တော့ကျွန်တော်ကော်မှာကော်မနဲ့ထက်ဆက်ပြီးကျွန်တော်လိုချင်တဲ့ဟာကို select နဲ့လန်ပြီးဆွဲထုတ်လို့ရတယ်เนาะအဲ့ဒါကျွန်တော်ရဲ့ select um လို့တဲ့ဒီဗီဒီယိုသင်ခန်းစာမှာကျွန်တော်ပြောပြရမယ်အဲ့တော့ name comma h comma id ဆိုပြီးတော့ကျွန်တော်သုံးခုလုံးကျွန်တော်ယူလိုက်မယ်ကိုကိုလာပြီးနေကြည့်လိုက်ဒါဆိုလို့ရှိရင် minimum h ရဲ့ name ရဲ့အာ h ရဲ့ MNH ဆိုပြီးထွက်လာဒီကောင်ကတော့ minimal h SU ရ default အာပေးထားတဲ့ဟာဒါကျွန်တော်တို့ပြင်ပြင်ထားလိုက်တဲ့ဟာနော် okay အဲ့လိုပဲမိတ်ဆွေတို့ ID လိုချင်လို့ရှင်လဲ ID ပါတခါတယ်ယူလိုက်အော် ID ကပါမိတာနော်ဟုတ်လားနေကြည့်အော်ကျွန်တော် ID မပါလာဘူးပဲ minimal name issue ကျွန်တော်ဖြတ်ထားလိုက်မယ် ID အော်အော် sorry ကျွန်တော် query မားနေရနော်ဘာလို့ဆိုတော့ဒီအကုန်လုံးကို s key one နဲ့လာပြီးတုံးတယ်အဲ့လိုမဟုတ်ဘူးဒီနေရာမှာ s s m i n n s go g sorry m i n n s go h okay လာပြီးတော့ go လာပြီးနေလိုက်ဒါဆိုလို့ရှိရင် id ရော minimum h ရောအကုန်လုံးကျွန်တော်တို့လာပြီးတော့ထုတ်ပြီးလိုက်မယ် maximum လည်းအဲ့လိုပဲအများဆုံးဟာကိုကျွန်တော်တို့လိုချင်တာဒီမှာ mx ဆိုပြီးရေးလိုက်ရင်ရပြီဒါအများဆုံးကျွန်တော်တို့ age အများဆုံးအသက်အကြီးဆုံးလို့ကျွန်တော်တို့ထုတ်နေလိမ့်မယ်24ကိုကျွန်တော်လာပြရတယ်။ Okay အဲ့လိုပဲကျွန်တော်လွယ်တဲ့ဟာဆို Sam Sam ကိုလည်းကျွန်တော်လာပြီးတော့ San Diego Okay SUM Sam HD ရှိရဲ့ HD အားလုံးကိုပေါင်းမယ်။အဲ့ဒါတော့ကျွန်တော် condition အာတကယ် reality မှာ condition လိုရတော့ဒါပေမဲ့ကျွန်တော်ဒီမှာ condition မထည့်တော့ဘူး။ okay h ကိုလည်းကျွန်တော်လာပြီးတော့ထုတ်လိုက်မယ်ကိုကိုလာပြီးနေကြည့်လိုက်ဒါဆိုလို့ရှင်34ဆိုပြီးကျွန်တော်တို့လာပြီးတော့ပြရတယ်ခုနကကျွန်တော်ပေါင်းပြခဲ့ရတယ်เนาะပထမဆုံးဗီဒီယိုမှာ okay နောက်တော့ကျွန်တော်လာပြီးကြည့်အောင်ကောက်ကောက်ဆိုတာ row တွေကိုကောက်လုပ်တယ်ဟာအဲ့တော့ကျွန်တော် query လာရေးမယ် select count ကောက်ဆိုတဲ့ fashion ကိုကျွန်တော်လာပြီးသုံးမယ်သူကတော့အကြည့်နဲ့လာပြီးပြောလာတော့ကျွန်တော်အသေးကြီးလေးရတယ်ကိစ္စမရှိဘူးကောက်ကောက်နေကျွန်တော် h ကိုကျွန်တော်ကောက်လုပ်လိုက်မယ် from from sorry user okay ဒါဆိုလို့ရှိရင်လာပြီးတော့ run လိုက် โอเค2ဆိုပြီးကျွန်တော်တို့လာပြီးပြရတယ်။ဘာလို့ဆိုတော့ user table ထဲမှာ row နှစ်ခုရှိတာเนาะ။အဲဒါကြောင့်ကျွန်တော်တို့2လာပြီးတော့ပြရတာ။အဲတော့ count comma တကယ်တော့ဒီ count function တို့အာ sum function တို့ကထပ်ပြီးတော့တော့ထုတ်เสียရအကြောင်းတော့မရှိဘူးเนาะ။โอเคဘာလို့ဆိုတော့ကျွန်တော်တို့တကယ် PHP နဲ့ရေးတဲ့အခါမှာလဲ row count ဆိုတဲ့ဟာရှိပြီးသားဆိုတော့ဒီ count နဲ့ကျွန်တော်မတုံးလဲဘာမှတော့မဖြစ်ဘူးเนาะ။โอเคနောက်ထပ်ကျွန်တော် average average ကခုနကကျွန်တော်ပြောခဲ့တယ်။ ျွန်တော်နည်းနည်းလေးလွယ်တဲ့ဟာလေးကနန်းလေးလာပြီးချိန်လိုက်အောင်အဲ့တော့ကျွန်တော်ဖိုက်ရယ်အမ်တစ်ဆယ်ရယ်ကျွန်တော်လာပြီးပေးလိုက်မယ်เนาะတစ်ဆယ်နဲ့ကနန်းလေးနှစ်နဲ့ကျွန်တော်ပေးလိုက်မယ်စုံကနန်းဖြစ်အောင်เนาะအဲ့တော့ဒီမှာနှစ်ခုပေါင်း2ရှိတယ်တစ်ဆယ်နဲ့နှစ်နဲ့ပေါင်းရင်7ရှိတယ်သူ့ရဲ့ average က6ဖြစ်မယ်เนาะနှစ်ကို sorry 7ကိုဒီနှစ်နဲ့စားလိုက်6ရမယ်ပေါ့ okay အဲ့တော့ကျွန်တော်လာပြီးတော့ range အောင် select avg Eric လာပြီးရှာမယ်ဘာကြောင့်လဲဆိုတော့ H ဆိုတဲ့ column ကို from ဒီကနေလဲ user လေး Okay ဒါဆို go လာပြီးနေလိုက်ကျွန်တော်တို့အဖြေ6.0ဆိုပြီးကျွန်တော်တို့လာပြီးထုတ်ပေးမယ်အဖြေ6ရရတယ်เนาะ Okay ဒီကောင် average ရှာတာအခုကျွန်တော်ပြောပြခဲ့တဲ့ဟာတွေက SQL aggregate လောက်တဲ့ function တွေပါ Okay အားလုံးပဲကျေးဇူးပါ